ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ video မှာပေါ့နော်ဒီ comment လေးတစ်ခုလာမန့်ထားတာတွေရှိတယ်အဲအဲ့ဒီ comment လေးတွေကဘာလဲဆိုတော့ဒီလူမျိုးကုံဆုံဆိုင်ဖွင့်ခြင်းတယ်ပေါ့နော်ကုံဆုံဆိုင်ဖွင့်ခြင်းတယ်ဆိုရင်ဒီအမျိုးတွေများမှဖွင့်လို့ရတာလားပေါ့နော်ပြီးတော့လဲကိုကိုတိုင်းမပါလဲဖွင့်လို့ရလားပေါ့နော်ကျွန်တော်ကအာဒီကိုကိုတိုင်းလောက်တာလားပေါ့နော်အဲ့လိုမျိုးသူမေးထားတာရှိတယ်အဲကြောင့်မလို့ဒီ video လေးကအဲ့ဒီ comment လေးကိုအကြောင်းပြုပြီးမှကျွန်တော်ပြောပေးတော့မယ်ပေါ့နော်ဒီလိုမျိုးကုံစုံဆိုင်လေးကအမျိုးအများကြီးလည်းရှိเสียလည်းမလို့ပေါ့နော် တကယ်လို့ကိုဖွင့်ချင်နေဆိုရင် ကိုပေါ်မှာပဲမူတည်ပါတယ်သူဆိုလိုချင်တဲ့အတိတ်ပဲကပါလဲဆိုတော့အမျိုးများလည်းဆိုရင်အမျိုးကလိုက်ပြီးမှကြည်ပေးတယ်အဲ့လိုမျိုးထင်နေတယ်လို့တော့ကျွန်တော်ယူဆတယ်ဒါပေမဲ့အဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်တချို့ဒီလူတွေတော့လည်းဟုတ်ချင်လည်းဟုတ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်ဒီအမျိုး အရင်မများလဲရပါတယ်တကယ်လို့ရှိတယ်ဆိုရင်လည်းပိုကောင်းတာပေါ့နော်ကိုယ့်ရဲ့အမျိုးထဲကခေါ်ပြီးမှအမျိုးလူယုံအနေနဲ့ထားလို့ရတယ်ဒါပေမဲ့ကိုယ့်လုပ်ငန်းကခုမှဆက်လုပ်မယ်ဆိုရင်တော့ဒီကြီးကြဲကြဲလေးဒီဖြစ်ချင်မှဖြစ်နိုင်မယ်ပေါ့နော်အမျိုးအများကြီးမရှိလဲဖွင့်လို့ရပါတယ်နောက်တစ်ခုက ကိုယ်ကိုယ်တိုင်လှုပ်တာလားပေါ့နော်ဒီအဲကိုယ်ကိုယ်တိုင်မပါဘဲနဲ့လှုပ်ရင်လဲရလားပေါ့နော် အဲကိုယ်ကိုယ်ဝင်ပြီးမှလှုပ်ချင်လဲရတယ်တကယ်လို့ကိုယ်ကိုယ်မပါဘဲနဲ့လဲဒီလိုမျိုးကုံစုံဆိုင်လေးတွေကလှုပ်လို့ရတယ်ဗောနော်ဒီလိုမျိုးကုံစုံဆိုင်မဟုတ်ဘဲနဲ့အခြားဖုံးဆိုင်တို့ပါလို့ဆိုရင်လဲလှုပ်လို့ရပါတယ်ဖုံးဆိုင်ဆိုရင်တော့ပို့ပြီးမှတောင်းအဲလွယ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်လည်းဖုံးဆိုင်မဖွင့်ဘူးဆိုတော့ကျွန်တော်လည်းအဲ့ဒီအတွေ့အကြုံအဲ့ဒီ experience ကိုကျွန်တော်ကမတီးဘူးပေါ့နော်ကျွန်တော်ကဒီကုံဆုံဆိုင်ဆိုတော့အမျိုးအမဲတွေလည်းအများကြီး ပို့ပြီးမှဒီပို့များတယ်ဗောနော်အဲ့တော့ကျွန်တော်လှုပ်ကြည့်ရင်းနဲ့ကျွန်တော် experience တခုအနေနဲ့ကျွန်တော်တည်ရတာကတော့ဒီလိုမျိုးကုံစုံဆိုင်ကအဲ့လိုမျိုးဖုံးဆိုင်ထက်ပို့ပြီးမှဒီနည်းနည်းအဲပို့ပြီးမှစ조사မယ်လို့တော့ကျွန်တော်ထင်တယ်ဖုံးဆိုင်ကအဲ့လောက်ကြီးမ조사ရတာတော့မဟုတ်ဘောနော်သူ့အနေနဲ့ဒူတော့ဒီအခက်ခဲတွေတော့ရှိလိမ့်မယ်ဒါပေမဲ့ဖုံးဆိုင်ကြတော့ဒီတိတိလေးကနေစမယ်ဆိုရင်လည်းအဲ့ဒီဖုံးဆိုင်လေးကဒီ အဲအဲ့ဒီဖုန်းဆိုင်လေးကဒီအမျိုးမယ်ကအဲ့လောက်ကြီးမများဘူးเนาะအဲ့ကြောင့်မလို့ကျွန်တော်ကတော့အဲ့လိုမျိုးမြင်တယ်ဒါတော့မားရင်လည်းမားလိမ့်မယ်ဘူးเนาะတကယ်လို့မဟုတ်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ comment အောက်မှာအဲရေးပေးလို့ရပါတယ်ဘူးเนาะဒါတော့ကျွန်တော်အမြင်အရကျွန်တော်ပြောပြလာပဲဖြစ်ပါတယ်ဟုတ်ပြီအဲကိုကိုတိုင်းမပါဘဲနဲ့ဖွင့်ရင်ရလားဆိုတော့ရတော့ရတယ်ဒါပေမဲ့အဲတခုရှိတာကဒီလိုမျိုးကုံစုံဆိုင်နဲ့ ကိုနဲ့ပေါ့နော်မစိမ့်ဖို့တော့လိုတယ်လို့တော့ကျွန်တော်မြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအချောင်းအရာကိုတီမှသူများကိုလွတ်ပြီးမှဒီရောင်းခိုင်းလို့ရမှာပေါ့နော်။ဒီလိုမျိုးဆေးရောင်းဆေးဝယ်ပေါ့နော်။ဒီနယ်ပယ်ထဲမှာကိုကတခါမှဒီမလုပ်ဘူးဆိုရင်တော့တော်တော်လေ့လာပြီးမှလုံမရမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။အဲအဲ့လိုတော့ကျွန်တော်မြင်တယ်။ ဒါပေမဲ့တခုရှိတာကအဲကိုယ်တိုင်မပါရင်လည်းတမျိုးကောင်းတယ်ပေါ့နော်တကယ်လို့ကိုယ်တိုင်ဝင်ပါတယ်ဆိုရင်လည်းတမျိုးကောင်းတယ်ပေါ့နော်ဒီဘလိုမျိုးကောင်းလဲဆိုတော့တကယ်လို့ဒီမျိုးကုံစုံဆိုင်ကိုပေါ့နော်ကိုမပါဘဲနဲ့လေဘလို့ရအောင်ကိုကလှုပ်ထားနိုင်ပေါ့နော်ကို့အတွက်ဒီအချိန်တွေကအများကြီးပိုနေမယ်ဒါမှမဟုတ်လေကိုကဒီတခြားလုပ်ငန်းတစ်ခုကိုတခြားပတ်စံရတဲ့လုပ်ငန်းတစ်ခုကိုလိုက်လို့လို့ရတယ်ပေါ့နော်ကိုကအေးဆေးနေလို့ရတယ်ပေါ့နော် ဒါတော့သူရဲ့ကောင်းချက်တစ်ခုပေါ့နော် မကောင်းတဲ့ချက်ကပါလဲဆိုတော့တကယ်လို့ဒီလိုမျိုးပေါ့နော်တကယ်လို့ကိုကဒီအောင်မြင်နိုင်ဖို့ကဒီ50 50ပဲဖြစ်နေမှာပေါ့နော်ကြာကြာရှုံးဖို့အတွက်လဲ50ဒီလုပ်ငန်းလေးအောင်မြင်တော့ဖို့အတွက်လဲ50ပေါ့နော်အဲ့လိုမျိုး50ရန်50ရခိုင်နှုန်းရှိတဲ့အတွက်တကယ်လို့ကိုကိုမှာအရင်းအီးတွေအလောက်ကြီးများများဆဆမရှိဘူးဆိုရင်တော့ကိုကအဲ့လိုမျိုးရှုံးရှုံးမခံနိုင်ဘူးဆိုရင်တော့အဲ့လိုမျိုးကိုယ်ကိုယ်တိုင် ပါရင်တော့ပိုကောင်းနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်တကယ်လို့ကိုယ်တိုင်ပါလဲဆိုရင်တော့80ရာခိုင်နှုန်းလောက်တည်းရတော့အောင်မြင်နိုင်ဖို့ခြေတန်းပိုများတယ်ပေါ့နော်ကျွန်တော်တော့အဲ့လိုမျိုးမြင်တယ်ကျွန်တော်ရီမန်းချက်ကိုပြောမယ်ဆိုရင်လည်းကျွန်တော်လည်းအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးကျွန်တော်မပါဘဲနဲ့ဒီလိုမျိုးစလို့ဆိုင်လေးတစ်ခုကိုကျွန်တော်ဖွင့်ဖို့အတွက်ကျွန်တော်ရဲ့စိတ်ကူးအိမ်မက်တစ်ခုအနေနဲ့ကျွန်တော်လည်းရီမန်းထားတယ် အဲဒါကတော့ကျွန်တော်ရဲ့ရည်မှန်းချက်ကိုကျွန်တော်ပြောပြလာပါတော့ပြီးတော့လည်းဒီကျွန်တော်ကဒီလိုမျိုးကုံစုံဆိုင်ဖွင့်တာကကျွန်တော်အတွက်ကျွန်တော်မှာအတွေ့အကြုံတွေအများကြီးရှိထားပြီးသားပါတော့ရှိထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မှာဒီမခက်ခဲတော့ပါတော့ဘာဖြစ်လို့မခက်ခဲလဲဆိုတော့ကျွန်တော်မှာဒီလိုမျိုး software တွေပိုင်းနဲ့ထိန်းထားတဲ့အတွက်ကျွန်တော်မှာလည်း experience တွေအများကြီးရှိထားတယ်ဒါပေမဲ့ဘာဖြစ်လို့မဆနိုင်သေးတာလဲဆိုတော့လူတိုင်းတည်တဲ့အတိုင်းပဲပေါ့နော်လုံးဝကိုကပတ်စံနဲ့အများကြီးပိုထားရင်တော့ဒီ အကြောင်းမဟုတ်ဘူးเนาะတကယ်လို့ကိုယ်မှာပတ်စံတွေလည်းအလောက်ကြီးပူပူရှန်ရှန်မရှိသောဆိုရင်တော့ဒီလုပ်ငန်းအတိတ်တစ်ခုစဖို့အတွက်ဆိုရင် အရန်ခက်ခဲပါတယ်ဘယ်သူမဆိုဘူးเนาะအဲ့လိုမျိုးအခက်အခဲလေးတွေရှိတတ်ပါတယ်တကယ်လို့ကိုယ်ကအရင်းနှီးတစ်ခုရှိတယ်ဆိုရင်တော့အခုအချိန်နေမှာအာဒီလိုမျိုးလုပ်ငန်းတွေစဖို့အတွက်ပူတော်မှဒီအချိန်ကောင်းလို့ကျွန်တော်တော့အဲ့လိုမျိုးယူဆတယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီ စနိုင်တဲ့လူကအရန်နေတယ်ပေါ့နော်အခုအချိန်နေမှာစနိုင်တဲ့လူကအရန်နေတယ်ဘာဖြစ်လို့လဲဆိုတော့အာလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်ဒီအရင်းကြီးကမလွယ်ဘူးပေါ့နော်တကယ်လို့မအောင်မြင်တော့ဘူးဆိုရင်ကိုကအရင်းကြီးနည်းနည်းလေးနဲ့ဒီမျိုးလုပ်ငန်းလေးစလိုက်တော့မှမအောင်မြင်ဘူးဆိုရင်ကိုအတွက်အရန်ကြီးအဲ့ထိခိုက်နေတာတော့မယ်ပေါ့နော်တကယ်လို့ကိုမကအရင်းကြီးတွေလည်းအများကြီးရှိတယ်ငွေပူငွေရှမ်းပေါ့နော်အဲ့လိုမျိုးအမ်ပူထားလေဆိုရင်တော့ ဘာလို့ငါမဆိုဘူးနော်ဒီအခုအချိန်နေမှာဆိုင်တော့ပူတောင်ကောင်းလိမ့်မယ်လို့အဲကျွန်တော်ထင်မိတယ်ပေါ့နော်ဒါကတော့အစိုးတဲ့အကောင်းပေါ့နော်တကယ်လို့ကိုကပိုပြီးမှတေချာချင်တယ်ဆိုရင်တော့ဒီအဲနည်းနည်းအခြေအနေကိုပြန်ကြည့်ပြီးမှအဲအခြေအနေတွေပိုင်းအဲပုံမှန်ပြန်ဖြစ်တဲ့ချိန်ကျမှဒီလုပ်ငန်းတွေပိုင်းဆိုင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့သူများထက်လဲရှေ့ရောက်ချင်တယ်ပေါ့နော်ရှေ့ရောက်ချင်တယ်ဆိုရင်တော့မြန်မြန်လေးသူများမလုပ်တဲ့အချိန်တုန်းမှာကိုကဒီလိုမျိုးလုပ်ငန်းတစ်ခုစနိုင်တော့ အဲတခုတော့ကောင်းတာပေါ့နော်အဲ့လိုမျိုးလေးတွေအားသာချက်အားနဲ့ချက်လေးတွေရှိပါလေအဲဒါတော့ကျွန်တော်အတွေ့အကြုံအရကျွန်တော်ပြောပြတာပဲဖြစ်ပါလေအဲတကယ်လို့အမားတွေပါခဲ့တယ်ဆိုရင်လည်းအဲခွန်းလို့ပေးချပါလို့ကျွန်တော်ပြောချင်ပါလေကျွန်တော်ကလည်းဒီအခုမှပဲလေလာတင်ယူတုံးပေါ့နော်လေလာတင်ယူတုံးပဲရှိတာမို့ဒီအမားတွေလည်းပိုင်လည်းပါလိမ့်မယ်အဲအခုကျွန်တော်ရဲ့ဆိုင်လေးဒီလောက်ဖြစ်လာလေဆိုတာလည်းအရန်တော်လို့အရန်တက်လို့လည်းမဟုတ်ဘူးเนาะကျွန်တော်လည်း တင်ယူရင်းလေ့လာရင်းနဲ့ပဲကျွန်တော်လည်းလုပ်နေတုံးပဲရှိတာမို့အဲကျွန်တော်ရဲ့အတွေ့အကြုံလေးကိုဒီလောက်ပဲ sharing လုပ်ပေးနိုင်သေးတယ်ဗောနော်နောက်ဆိုရင်လည်းဒီထက်မကလူတွေအတွက်အများကြီးပို့ပြီးမှအကျိုးရှိအောင်အဲဒီထက်မကအတွေ့အကြုံတွေရှာရင်းနဲ့ပဲကျွန်တော် video တွေလုပ်ပြီးမှကျွန်တော် video တွေဖန်တီးပြီးမှဒီထပ်ပြီးမှ sharing လုပ်ပေးပါမယ်ဗောနော်အဲဒါလေးကတော့ကျွန်တော်တီးတဲ့တက်တဲ့အတ္တိပညာလေးတစ်ခုကို ဒီအများအတွက်ပေါ့နော်လူတူတူရောက်အတွက်အကျိုးတဆုံးတရားရရှိသွားမယ်ဆိုရင်လည်းကျွန်တော်အများကြီးဝမ်းသာပါတယ်လို့ကျွန်တော်ပြောနေတဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ် see you in the next video bye bye